နေ့ပွဲကတော့အားလုံးလည်းအမြင်ပဲနော်အားလုံးလည်းသိပြီးသားပဲကျွန်တော်တို့ဒီအုပ်စုမှာကျွန်တော်ပြီးခဲ့တဲ့ဝက်မကန်ငင်းတွေကကျွန်တော်ပြောတာပြောထားတာရှိတယ်အားလုံးလည်းသိပြီးရဲ့အတိုင်းပဲကျွန်တော်တို့ကျွန်တော်တို့ဒီနေ့ဒါကျွန်တော်ရဲ့အုပ်စုမှာ strong ဖြစ်ဆုံးတဲ့နောက်ပြီးတော့အဲကွာအစင်းနဲ့ပြောရရင်ကျွန်တော်နဲ့ level အများကြီးဒါတရာအောင်မှာရှိနေတဲ့60ကျော်လောက်မှာရှိနေတယ်အရင်ကျွန်တော်တို့ဒီဒီ800အရှာ level နဲ့160အဲကျော်လောက်မှာရှိတဲ့အတင်းဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီနေ့ ကစားသွားတဲ့ကလေးတွေကိုကျွန်တော်ပြောထားတဲ့ဒါပုံစံတိုင်းကစားအတွက်အရင်ဆုံးဒီကစားသမားတွေရန်နဲ့ကျေးဇူးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါကိုတဲ့မြင့်တဲ့အသင်လည်းဖြစ်တဲ့အဝေးကွန်းလည်းဖြစ်တဲ့ကျွန်တော်ခီးတမ်းမှုတွေလည်းပါတဲ့အတွက်အဲ့ဒီမှာတော့ကျွန်တော်အဲဖိုက်တဖန်ကိုကျွန်တော်ဒါကစားခဲ့တာပေါ့နော်။ဒီနေ့တော့အိမ်ကွင်းလည်းဖြစ်တယ်ကျွန်တော်ရလက်လေးတယ်ကျွန်တော်စူးစမ်းကြည့်တာပေါ့နော်ကျွန်တော်ပြေးတတ်တဲ့ကျွန်တော်ရေခွင်းတဲ့အဲ ဆိုတော့ဟိုကစားရေးနဲ့ပဲကျွန်တော်တို့ကလေးတွေကျူးစားပါတယ်ဒါပေမဲ့ကျွန်တော်အဲဒီနေ့ကစားတဲ့ formation ကကျွန်တော်433 41 41ပုံစံနဲ့အတက်ကင်းလဲဝါချင်းနဲ့ defend လဲဝါချင်းနဲ့ပုံစံလေးပါအတွက်ဒါနောက်ဆုံးကျွန်တော်တို့ဟိုအဲ reason ပေးတော့မဟုတ်အားလုံးလည်းမြင်တယ်ကျွန်တော်ရဲ့ level အများကြီးမြင်တယ်ဟိုတူချင်းရောအသိန်းလိုက်ရောသူတို့ရဲ့ quality player ရောကျွန်တော်တို့ဒီနေ့90ကျော်မှာကျွန်တော်တို့ player တွေအမားလေးအမားလောက်တာတော့မဟုတ်သူတို့မှာ energy ဆုံးရှုံးမှုတွေ တွေ့လာဖြစ်တယ်ပဲကျွန်တော်ကိုးလေးရတော့ကျွန်တော်စက်လိုက်ပေးလာတဲ့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်လူစားပြောင်းလဲတဲ့အချိန်မှာလည်းကျွန်တော်ရတဲ့နဲ့အခွင့်အရေးရနိုင်တဲ့အခွင့်အရေးတစ်ချိန်ရှိတယ်အဲ့ဒီတစ်ချိန်အကိုမရနိုင်တဲ့အတွက်ကြောင့်လည်းဒါအဖြေကဒီမျိုးလေးဖြစ်ပါတာလည်းရှိတယ်အလုံးချုံပြောရရင်တော့ကျွန်တော်ပြိုင်ဘက်ကတော့စီရီယာဒီအုပ်စုမှာအကောင်းဆုံးအသင်ဖြစ်တဲ့အတွက်ကျွန်တော်ဒီလောက်ကစားနိုင်တယ်ဒီလိုနောက်နှစ်ပွဲဦးလေကျွန်တော် ဒါမဲ့အဝေးကမှကျွန်တော်အကောင်းဆုံးပြင်ဆင်တာပါဟုတ်ကဲ့နော်အင်ဂျီတီပြဿနာဖြစ်တာပေါ့ကျွန်တော်တို့ဒီပွဲမကစားခင်ကကျွန်တော်ပြောတယ်အင်ဂျီတီပလေယာတွေကျွန်တော်တို့မှာအဓိကကစားသမားတွေဖြစ်တဲ့ဒါ first sign နဲ့ပေါကျွန်တော်တို့တည်ထားတဲ့ first sign နဲ့တွေကျွန်တော်တို့အင်ဂျီတီပလေယာတွေဖြစ်တာပေါ့နော်အဲ့ဒီယာတွေရတယ်ခက်ခဲဖြစ်တယ်ဒီအားလေကျွန်တော်ဒီမကန်ခင်ပါလေကျွန်တော် press တက်တဲ့အချိန်မှာလည်းပြောပြပါကျွန်တော် injury player ဆိုတော့ကျွန်တော်တို့က ဒီ professional ဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိမှာဒေါက်တာနဲ့အနာဝေးသူတို့ကလပ်အသင်းထဲမှာဖြစ်လာတဲ့ injury တွေကိုကျွန်တော်တို့ကကလပ်အသင်းနဲ့ဒီဘက်ကကျွန်တော်တို့ဒီနော်နဲ့ဘလုံးဘက်ချုပ်နဲ့ဒီဘက်မှာလည်းတိုင်းပြည်အတွက်ကလေးတွေကစားခြင်းနဲ့တချို့ကလေးဒါပေမဲ့လည်းကလပ်အသင်းတွေကနေပြီးတော့ဖွင့်ပြတဲ့ဥစ္စာတွေလည်းရှိတော့ဒါတွေကတော့အများကြီးပဲအခက်အခဲကြီးကနောက်တမှဆိုစူးမှုကြောနောက်ပြီးတော့ကျွန်တော်တို့အလဲမှာဆိုကျွန်တော်မေပြေးမှာအခုအားရဝင်းရအားလုံးနဲ့တည်ပြီးတာကျွန်တော်တို့ဒါမျိုးတွေရှိရပါတော့နော်ဆိုတော့ပြီးခဲ့တဲ့အဝေးကွေးမှာလည်းကျွန်တော်တို့အဲ အဲပြင်ပန်းလာတယ်နောက်ပြီးတော့ဒီအဲ့ဒီမှာလည်းအမြင်မကောင်းတဲ့ပြည်ရာတွေနဲ့ဓာရီခက်ခဲရှိနေတဲ့အချိန်မှာကျွန်တော်တို့ကျွန်တော်တို့လည်းသာတဲ့ဒါစီရီယာအသင်းနဲ့ပြည့်တဲ့အချိန်မှာဒါဒီဓာရီကစုသွားတာပေါ့ဟုတ်တယ်ကျွန်တော်တို့အမြင်လေးပေါ့အမြင်ဆိုတာဟိုဟိုနားစွန့်ရမယ်လေဒီများတွေဘာတွေရှိနေတဲ့တစ်ဖက် output နဲ့ဘာတွေဘယ်လောက်အထိ level တွေဘယ်လောက်မြင့်နေလဲ quality player တွေဘယ်လောက်ပါနေလဲသူတို့ရဲ့လောဟာနှုန်းတွေဘယ်လောက်ဆိုတာဒါတော့ကျွန်တော်တို့ပေးသက်ကြီးကနားလေပေးဖို့လဲနားလေပေးဖို့ဆိုတာဒါ ျွန်တော်တို့ကဟိုဟိုရှောက်လက်ချက်ပြောနေတာမဟုတ်ဘူးလေမျက်စိအမြင်အတိုင်းပဲကျွန်တော်တို့ပြောပြတာ